အားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့အခုပုံနဲ့ဖတ်တက်ပြီးတော့စစ်နေနေတဲ့နောက်ွယ်ကဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာနဲ့အဲ့ဒီဒေတာမှာဝန်းနေစရာအဖြစ်ဖြစ်အကြောင်းအရာတွေကိုကျွန်တော်ပြောပြခြင်းပါတယ်အဲ့ဒီပုံကို1993ခုနှစ်ဆူဒန်နိုင်ငံမှာရိုက်ကူးခဲ့တာပါရိုက်ကူးခဲ့တဲ့သူကကေဗင်ခါတာအဲ့ဒီအချိန်တုန်းကဆူဒန်နိုင်ငံမှာပုံတွေကမြင်ရတဲ့အတိုင်းပဲအငတ်ပြီးစိုက်ကပ်နေတာဖြစ်ပါတယ် ဒီဘာကြောင့်မို့အငတ်ဘေးစိုက်ကနေရလဲဆိုတော့ဒီရည်ကြီးလို့ဒီငလျင်လောက်တာကြောင့်မို့တဘောကဘေးအန်နေကြောင့်မို့အငတ်ဘေးစိုက်ကနေတာမဟုတ်ပါဘူးအဲ့ဒီချိန်တုန်းကဆူဒန်နိုင်ငံမှာပြည်တွင်းဆက်ဖြစ်ပွားနေတာဖြစ်ပါတယ်အဲဆူဒန်အစိုးရနဲ့ SPLA လက်နက်ကိုင်တို့ဒါပြည်စဉ်ပြည်တွင်းဆက်ဒါတိုက်တိုက်ပွဲတွေဖြစ်ပြနေတာပါဒါဒီဆူဒန်အစိုးရကအစ်စ်ဖြစ်နေတဲ့ ဒီ SPNA လို့ရှိတဲ့နေရာတွေကိုဒါစာနယ်ရိတ်ခါအားဒီစီစဉ်မှုတွေကိုဖြတ်တောက်ဖြစ်ခဲ့ပါတယ်။စစ်ဖြစ်နေတဲ့ data အတွဲမှာရှိတဲ့ site bio ရေးတွေကိုလည်းမလုတ်ကင်နိုင်ဘူး။အပြီးတော့ဘာလဲ site bio တိညာနေကိုလည်းဖြစ်စီပြစ်ခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီ data မှာနေထိုင်တဲ့ပြည်သူတွေက အငတ်ဘေးနဲ့ရင်ဆိုင်ခဲ့ရတဲ့ဘာမှစားစရာမရှိတဲ့အဖြစ်နဲ့ဒီစစ်ဘေးအပြင်အငတ်ဘေးကိုလည်းပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်ဒီအဲ့ဒီအချိန်ကဒီအဲ့ဒီစုဒန်နိုင်ငံသားတွေအဆိုရင်ဒီအယိုးပေါ်အရေးတင်လောက်ထိကိုပါရှိပြီးတော့ဒီတိမင်းနေ့ကိုစောင့်နေရတယ်လို့လဲဆိုရမှာပါအားပြီးတော့လူတွေကလည်းဒီတဖြည်းဖြည်းနဲ့တည်ရတယ်တည်ပြီးရင်တယောက်နဲ့တယောက်ကလည်းမကူညီနိုင်ဘူးမကူညီနိုင်တဲ့အတွက်ဒါဒီသူတို့တည်တဲ့အလောင်းတွေကိုလည်းမြေကမမြုပ်ပေးနိုင်ညီမမြုပ်ပေးနိုင်တော့ဒါယောဂအကူတွေကလည်းဒီအဲ့ဒီဒေတာမှာပြန်ပွားလာတယ် တဖြည်းဖြည်းနဲ့လူတီနှုံရလည်းများလာပါတယ်။အာအဲ့တော့ငါအဲ့ဒီအချိန်ကဒါလူပေါင်းနှစ်သိန်းခန့်တည်ဆုံးခဲ့တယ်လို့ပြောပါတယ်။ဘလောက်တိဆိုရလဲဆိုတော့တယောက်ကတယောက်မကူညီနိုင်လေဆိုတော့ဒါတည်လူစဲစဲလူနာတွေမှတောင်းဒါလက်ထားတွေကစောင်းစောင့်နေရတဲ့အဆင့်ထိကိုဆိုရခဲ့တာ။ဒီအကြောင်းတွေကိုဒီနိုင်ငံတကာကဒါတည်တဲ့အခါမှာဒီနိုင်ငံတကာအကူအညီတွေအစုတဲ့နိုင်ငံကိုရောက်လာပါတယ်။ဒါပေမဲ့ စုတဲ့အစိုးရကနေရာတိုင်းကိုဝန်ခွင့်မပေးခဲ့ပါဘူးဒီအထူးသဖြင့် SPNA နဲ့တိုက်ပွဲဖြစ်နေတဲ့နေရာတွေသူတို့ဒီ SPNA ရှိတဲ့နေရာတွေကိုသူတို့ကအကူအညီဝင်ရောက်ခွင့်နေမပေးခဲ့ပါဘူးဒါဒါကြောင့်မို့ဒီဒီနိုင်ငံတကာက UN နဲ့ NGO အဖွဲ့အစည်းတွေအားလည်းစူဒန်နိုင်ငံကဝင်ရောက်ခွင့်ပေးခဲ့တဲ့ဒေတာတွေကိုပဲဒီအကူအညီရလိုက်တာပါဒါကြောင့်မို့လေလူအများဆုံးတိုက်ဆုံးနေပဲပြောလို့ရပါတယ် ဒီဝင်လို့ရတဲ့ data တွေကို NGO NGO နဲ့ UN တို့ကအကူအညီတဲ့အခါမှာစာနယ်ရိက္ခာတွေ၊စေဝါတွေ၊သတင်းတောက်တွေအော်ပါပါတယ်။အဲ့ဒီကိုတွားတဲ့အခါမှာအဲ့ဒီအဖွဲ့ထဲမှာအဲ့ဒီခုနကတော့ဓာတ်ပုံကိုရိုက်ခဲ့တဲ့ Kevin Carter လေလိုက်ပါပြီးတော့ဓာတ်ပုံတွေကိုရယူခဲ့တာပေါ့။တကယ်တော့ Kevin ကအဲ့ဒီဓာတ်ပုံတွေကအနီးကရယူခဲ့ရတာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီချိန်ကအဲ့ဒီ data မှာကုစိတ်ရောဂါတွေကကုစိတ်နေတာ။ ဒါကြောင့်မို့တတ်မှတ်ထားတဲ့ကုသေယောဂကာကွယ်နေအတွင်ကနေစီကအောက်ကနေရယူခဲ့ရတာပေါ့အာပြီးတော့လေအဲ့ဒီကလေးတွေအဲ့ဒီတားလူတွေကိုဒီတခြားဒီဆေးဝန်တန်းနေရာလွှဲရင်ကိုင်းတွေထိတွေ့ခွင့်နေမပေးပါဘူးဘာလို့လဲဆိုတော့ယောဂကုသေမှာကြောင့်မို့ပါအဲ့ဒီကလေးတွေကိုဒါဆေးရောင်ဝန်နေဆေးဝန်တန်းနေမဟုတ်ရင်ကဲကျင်နိုင်လဲကဲလို့မရပါဘူးနောက်ပြီးတော့ဒီအဲ့ဒီဓာတ်ပုံကိုဒီကေဗင်တက်ရိုက်ခဲ့တဲ့အဲ့ဒီဓာတ်ပုံတကဘာလုံးကမြင်ဟာ စုရမှာဖြစ်ဖြစ်ခဲ့အကြောင်းအရာတွေကိုလက်တွေ့မြင်ရတယ်လို့တကယ်ကို short ရတော့ပါတယ်။အားကြောင့်မို့တရင်တောက်တွေကအဲဒီ KB ကိုမေးပါတယ်။အဲဒီဓာတ်ပုံတွေကကလေးကအာဘာဖြစ်သွားလဲပေါ့။အားဆိုတော့အသူတို့ကဒီမေးတဲ့သူတွေကအသက်ရှင်လာလား။လက်ထားတွေအစားခံနေရတာလား။အဲ့လိုမျိုးလူတွေကပို့ပြီးတော့သိချင်လာကြတယ်။အားဆိုတော့ KB ကဘာဖြစ်သွားလဲမသိဘူးလို့ပြန်ဖြေချင်ခင်ပါတော့။ အတုအပြင်းအထန်ဒီတရင်တော့တည်တရင်စာရအစာဝေဖန်ခဲ့ကြပါတော့တယ်အဲ့ဒီဓာတ်ပုံနဲ့ဒီကိဗင်ကကပအကောင်းဆုံးပိုလက်စာစုလေးရရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာဝေဖန်မှုတွေကပိုပြီးတော့မြင့်တက်လာခဲ့ပါတယ်အမေရိကန်နိုင်ငံနယူးယောက်ထိုင်းတရင်ဌာနကလည်းတရင်စာတွေမှာလည်းပြည့်တင်ဝေဖန်ခဲ့ပါတယ်အားကြောင့်မို့သူ့ဘလောက်ထိဝေဖန်လဲဆိုတော့အဲ့ဒီခါဒီလရအစားခံရတော့မယ် ကလေးကိုအခွင့်ကောင်းယူတဲ့ကင်မရာကင်ထားတဲ့နောက်ထပ်လက်ရတကောင်တင်ရှိတယ်လို့လို့ဝေဖန်ပြစ်တင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကိဗင်အားဒီဒီစိတ်ဖိအားတွေကလည်းများလာအားပြီးတော့အလုပ်တွေမှာလည်းလုံးဝအဆင်မပြေသူကဖြစ်ခဲ့တယ်အားပြီးတော့ဆူရနိုင်ငံမှာရိုက်ကူးခဲ့တဲ့ဒီရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကိုလည်းသူကမေးမရအဲ့ဒါတွေပဲတတိတွေရပြီးတော့တဖြည်းဖြည်းနဲ့စိတ်ကြယောဂဖြစ်လာပါတယ် အာပိုလဇာစုကိုရပြီးတော့မကြမီမှာပဲဒီ1994ဇူလိုင်လ29ရက်မှာသူကကိုကိုကိုတတ်တည်သွားပါတယ်။ဘာကြောင့်လို့ကျွန်တော်ဒီအကြောင်းလေးကိုပြောရလဲဆိုတော့ဒီဆူဒန်နိုင်ငံဟာဒီပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အချိန်မှာဒါဆိုးဆိုးဝါးဝါအငတ်ပြေးဆိုင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။အဲ့ဒီအငတ်ပြေးရောက်မှုလဲလူပေါင်း2သိန်းခန့်တည်ခဲ့ရပါတယ်။ ခုကဒီ23ရာစုမှာကဘာကြီးကလွတ်လွတ်ကပ်ကပ်ဖြစ်နေပါတယ်နိုင်ငံတဲ့နိုင်ငံတနိုင်ငံနဲ့နိုင်ငံစစ်တိုက်တဲ့အဆင့်တီကိုဖြစ်နေတာပါအခုအစရိနဲ့ဂါဇာမှာဆိုရင်ဂါဇာပြည်သူတွေအရဆိုရင်အခုချိန်မှာအင်္ဂါဘေးတွေနဲ့ရင်ဆိုင်နေရတာပါဆူဒန်လောက်ကြီးမဆိုးဘူးဆိုပေမဲ့အပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအင်္ဂါဘေးဒီနေ့ရင်ဆိုင်နေရတဲ့ဒေသတွေရှိနေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကဒါ ဒေတာအနှံ့အပြားမှာပြည်တွင်စစ်တွေဖြစ်ပေါ်နေတာ။ဒါကြောင့်မို့ဒီလိုဆူဒန်နဲ့နိုင်ငံလိုဒီအငတ်ဘေးနဲ့မကြုံတွေ့ရအောင်ချူပြီးတော့ပြင်ဆင်ထားဖို့ကျွန်တော်မှာကြားချင်ပါတယ်။ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။